နိုင်ငံတော်လျှက်စစ်တပ်အားတိုးမြင့်ကောက်ခံတာနဲ့ပတ်သက်ပြီးမန္တလေးခရိုင်အတွင်းမှာဓာတ်အားဖြန့်မြူပေးနေတဲ့မြမပေါင်းစည်းစွမ်းအားကုမ္ပဏီကသတင်းစာရှင်းလင်းပွဲတစ်ခုကိုမန္တလေးမြို့မှာကျင်းပခဲ့ပါတယ်။ဒီသတင်းကိုတော့ဦးကျော်စေကပေးပို့ထားတာပါ။မြန်မာပေါင်စီစွန်အားကုမ္ပဏီအနေနဲ့အစိုးရကသတ်မှတ်ပေးထားတဲ့ဇေနွန့်ကိုသာကောက်ခံနေရတာဖြစ်ပြီးအစိုးရကဝေယူစေပြောင်းလဲကောက်ခံလိုက်ပါကကုမ္ပဏီအနေနဲ့အရှုံးခံရမှာဖြစ်ပြီးရှေ့ဆက်နိုင်ဖို့အင်အားနှဲသွားနိုင်တယ်လို့ဆိုပါရယ်ကျွန်တော်တို့အနေနဲ့ဒီဘောတော့လက်ရှိပါ လက်ရှိခုနောက်ဆုံးတော့ဟောကျွန်တော်တို့55ကျင်းနဲ့ကျွန်တော်ကောက်တာရာကြီးပါဒီမဟုတ်နေပါဘူးပေါ့55ကျင်းဒီလာပိုင်းမစားပြီးကောက်ခံရပါတယ်ကျွန်တော်တို့55ကျင်းကောက်ခံရပါတယ်ဒီပေါ့လူလူကိုကြတော့ဒီနိုင်ငံတော်လက်ဆက်ဆောင်မှုကြီးဌာနကတတ်မှတ်ပေးတဲ့လုံထားတိုင်းပဲကျွန်တော်တို့မြင်လဲကောက်ခံရပါတယ်ကောက်ခံရချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒါခုနလိုမျိုးဒီပေါ့ဈေးတက်ချက်ပြရကျွန်တော်တို့တက်ချက်ပြရတိမ်ပေါင်း6900ကျော်ဒီပါတော့ရှုံးတယ်ကျွန်တော်တို့ဒီနေနဲ့ခုနကရင်းနှီးမြှုပ်နှံမှုလောက်ခဏအတွက် ဒီ3,6900ဆွန်စားပြီးတော့ဆက်လုပ်တိုင်းလုပ်ရမယ်ကျွန်တော်တို့နေနဲ့အားမရှိတော့ဘူးဘယ်လိုလဲဒါကိုလည်းဒါဟိုအများပြည်သူနဲ့တီးမွေးရတော့ကျွန်တော်တို့ဒါဒီညာရာချင်းဖြစ်ပါတယ်ကျွန်တော်တို့တွက်ချက်မှုရကျွန်တော်တို့ခုနကပြောလိုမျိုးပေါ့အရင်နဲ့ပြန်ဆက်နိုင်မှုရဒီတန်ဖိုးရောဝစီတန်ဖိုးရောရှေ့ဆက်သွားနိုင်တဲ့ဒီ system improvement လုပ်ငန်းတွေအတွက်ကိုကျွန်တော်တို့တွက်ချက်ထားတာရော53ချက်ဒါတနည်းနည်းကလာတွေ့တယ်ခုနတိုးတက်လာတဲ့ကုစုမားတွေပေါ်မှာဘယ်လောက်ထပ်ပြန်ရှုံးလဲဆိုကျွန်တော်တို့မသိနိုင်ဘူးခင်ဗျာဒါတော့ဒါတစ်ချက်နေစေ အခုသတင်းစာရှင်းလင်းပွဲကိုစက်တင်ဘာ၄ရက်နေ့နေ့လယ်တနာရီက53လမ်းနဲ့54လမ်းကြားသိပ်ပံလမ်းမှာရှိတဲ့ Grand Line ရုံးခန်းမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြမပေါင်းစည်းစွမ်းအားကုမ္ပဏီကချန်အင်းတာဆန်မြို့နယ်ကိုပထမဦးဆုံးစတင်ခဲ့တာဖြစ်ပြီးအောင်မြေတာဆန်မဟာအောင်မြေမြို့နယ်တွေကိုပါတောင်မယူလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။လက်ရှိနှုံထားအနေနဲ့လျှက်စင်ဝန်ကြီးဌာနနဲ့ကုမ္ပဏီပါမနစ်နာရအောင်အဆင်ပြေတဲ့နှုံထားသတ်မှတ်ပေးဖို့လိုလားနေတယ်လို့မြမပေါင်းစည်းစွမ်းအားကုမ္ပဏီတာဝန်ရှိသူကပြောပါတယ်။ကျွန်တော်တို့ဒီ မြန်မာစည်းစားကုန်တွေကချိန်းလာစားပထမဦးဆုံးဒီ2012လပိုင်း2012လပိုင်းမှာစပြီးဆောင်ခဲ့ပါတယ်ဒီ2013ဒီဒီလပိုင်းမှာကျွန်တော်အော်မီတာဆန်ဆက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့မဟာအောင်မြေကိုကြာတော့ကျွန်တော်နောက်ဆုံးတစ်ခုနေတဲ့အဲဒီ2013ဆယ်လပိုင်းအကိုတို့ကကျွန်တော်မှာစပြီးယူလာခဲ့ပါအဲကျွန်တော်ခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့ပိုလက်ရှိကျွန်တော်တို့ဒီပေါ့ကျွန်တော်ကနေဦးကလူရဲ့မာတီကိုတိတ်ပေါင်းမတောင်းချင်ရှိရင်းပါကနေဦးမာတီကတော့ ောက်ရှိပါတယ်ကျွန်တော်တို့ရဲ့ဒီတော့ဒီအမြက်တွေထဲနေတဲ့ level ကိုလည်းရလာလို့ကျွန်တော်တို့လည်းလည်းရည်ရည်မြုံနေရတဲ့ချီလို့ရလာလို့ရည်ရည်မြုံနေမှာသိမောင်း3000တောင်းရှိပါတယ်3000ကျော်တောင်းတော့ရှိပါတယ်စမောင်း3000တောင်းရှိပါတယ်ကျွန်တော်တို့အနေနဲ့ဒီလက်ရှိတော့စက်သွားမှုရအတွက်ထိုက်တင်းနဲ့ဒီထိုက်တင်းနဲ့ဒီဟိုလုံထားလေးတခုတတ်ဒီပေါ့နိုင်ငံဟို ESC level နဲ့နားအောင်ပေါ့ကျွန်တော်တို့ဒီကုမ္ပဏီနဲ့ဒီရှေ့ဆောင်ချက်တွေနိုင်မှုရစဉ်းနှုန်းနှစ်ဖက်ညစဉ်းကြီးပဲလုံထားတခုတတ်မှတ်ပေးမှုရ ်မှဒါအဓိကဟိုညှိနှိုင်းချင်တဲ့နေရာတစ်ခုဖြစ်ပါခုအချိန်မှာကုမ္ပဏီကနေအိမ်3.8မီတာကများကို unit 100အထိ35ကျပ်နှုန်းနဲ့ unit 100အထက်မှ200အထိ40ကျပ်နှုန်း unit 200အထက်ကို50ကျပ်နှုန်းကောက်ယူပြီးစီပွားရေးလုပ်ငန်းရှင်တွေကတော့ unit 900အထိ85ကျပ် unit 900ကနေ unit 1000အထိကို100ကျပ် unit 1000ကနေ unit 9000အထိကို125ကျပ် unit 9000ကနေ unit 2000အထိ150ကျပ်ကောက်ခံနေပါတယ်ကျွန်တော်ကြော်စီပါ